ဟုတ်ကဲ့ဒေါက်တာဆိုင်းကြည်စင်ဆိုခင်ဗျာအခုအိန္ဒိယနိုင်ငံကဟိုပါကစ္စတန်နိုင်ငံကိုဒီခုနှစ်ရက်နေမနေ့အစောမှာပဲလေကြောင်းတိုက်ခတ်မှုတွေစတင်လိုက်ပြီပေါ့နော်စတင်ရတဲ့အကြောင်းကလည်းပြီးခဲ့တဲ့လကသူတို့ကက်ရှမီးယားအိန္ဒိယဘက်ချမ်းမှာခရီးသွားတွေကိုဒါဟိုစစ်သွေးကြွတပွဲကပြစ်ခတ်လို့26အသေဆုံးခဲ့ရတယ်ဒီသေဆုံးမှုကဒီအဖွဲ့ကဒီချမ်းဖက်အဖွဲ့ပေါ့သူတို့ကစွပ်စွဲတယ်ဒါကပါကစ္စတန်က ဟိုမြောက်ပေးထားတယ်ထောက်ပံ့ပေးထားတယ်ဆိုပြီးသူတို့ဆွဆွဲတယ်ဒါဟိုတုံ့ပြန်တဲ့အနေနဲ့စစ်စင်ရေးဆိုပြီးတော့လေကြောင်းကနေကြီးကျယ်တိုက်ခတ်မှုတွေလုပ်တာပေါ့เนาะအခုပါကစ္စတန်ဘက်ကလည်း26ဦးသေဆုံးတယ်48ဦးဒဏ်ရာရတယ်ပြောတယ်အခုဒါကက်ရှမီးယား line of control မှာပါကစ္စတန်ဘက်ကပြန်ပြစ်လို့အိန္ဒိယဘက်မှာလည်း10ဦးလောက်သေဆုံးတယ်ဆိုပြီးတော့ဒီ9ရက်နေ့သတင်းမှာဟိုတော်တော်လေးကိုချက်ချက်ပြတ်မဲ့ကမ္ဘာထိပ်သီးသတင်းဖြစ်လာပြီပေါ့เนาะဒေါက်တာဆိုင်းကြည်စင်စိုးအနေနဲ့ကဒီမြန်မာနိုင်ငံအနောက်ဘက်အချမ်းကိုเนาะအနီးကလေလာ နေတဲ့သူတယောက်အနေနဲ့ပေါ့နော်ဒီပါကစ္စတန်အိန္ဒိယဖြစ်စင်တဲ့အခုအိန္ဒိယအခုလို့စစ်စင်ရေးအဆင့်ထိကိုသူတို့ဟိုလှုပ်ဆောင်လိုက်တဲ့စဉ်းစားချက်ပေါ့နော်အိန္ဒိယဆိုတာကပါကစ္စတန်နိုင်ငံနဲ့တိလေကြောင်းကပါတိုက်ခတ်မှုအထိသူတို့ဘာကြောင့်အဲ့လောက်ထိစဉ်းစားတယ်လို့ဆရာအနေနဲ့ဟိုသုံးသက်လဲဗျဟုတ်သူတို့ကအထက်ကအိန္ဒိယနဲ့ပါကစ္စတန်ကပြဿနာဖြစ်နေတဲ့ဟာကတော့ကျွန်တော်ကြားခဲ့ပြီပေါ့နော်ကျွန်တော်အိန္ဒိယ အာလွတ်လပ်ရေးရကြရာအထူးသဖြင့် British colony လွတ်လပ်ရေးရကြရာဒီနယ်မြေခွဲဝေမှုအပိုင်းနေမှာသူတို့ ပြဿနာတွေရှိခဲ့တယ်အထူးသဖြင့်ဒီ Hindu majority နဲ့ Muslim majority ဆိုတော့စဉ်းစားမှုနဲ့ခွဲဝေပြလိုက်တဲ့ကိစ္စမှာဒီ Kashmir ကအဓိကပါသွားတယ်ပေါ့နော်ပါသွားတဲ့အတွက်ကြောင့်အဲ့ဒီအခြေခံမှာမှမူတည်ပြီးတော့တောက်လျှောက်သူတို့အာလွတ်လပ်ရေးမရခင်ရပြီးခရီးရတောက်လျှောက်အစ်ဖြစ်လာတယ်ဖြစ်လာပြီးတော့အဲ့ဒီအနေအဆက်ဆက်ပေါ့နော်ကျွန်တော်နိုင်ငံတကာအာဂျာဝင်ဆောင်ရွက်မှုတွေအထူးသဖြင့် UN ဂျာဝင်ဆောင်ရွက်မှုတွေနဲ့သူတို့အာစစ်ပြေငင်းခဲ့တဲ့အခြေရှိတယ်ပြီးတော့အဲ့ဒီအနေမှာ1980 1982ပေါ့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ခွဲထက်ထွက်တဲ့ထွက်တဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလို့ဖြစ်လာတဲ့အချိန်အဲ့မှာသူတို့အစ်စ်ပြင်းကြီးသဘောတူညီချက်တွေသူတို့ရခဲ့တယ်ရပြီမဲ့အဲ့စစ်ပြင်းကြီးဆိုတဲ့ဟာကြီးကလည်းသူတို့ကတကယ်သဘောတူတယ်ဆိုတာထက်အပြည်ပြည်ဆိုင်ရာဖိအားပေးမှုနောက်ကုံသွဲမှုတခြားစဉ်းစားမှုကန့်သတ်မှုပေါင်းနေရနေသူတို့သဘောတူလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပြီးတော့တောက်လျှောက်ကဂျိုကြားဂျိုကြားသူတို့ကြားထဲမှာဒီမကြာခဏဒီလိုမျိုးတိုက်ခိုက်မှုတွေဖြစ်ပေါ်တယ် အာတက်ဖြတ်မှုတွေဖြစ်ပေါ်ရတယ်။နောက်အရက်သားတည်ဆုံမှုတွေရှိတယ်။အဲ့လိုမျိုးအပြန်အလှန်ဆွတ်ဆွဲမှုတွေရှိနေတယ်ဆိုတဲ့ဟာတွေကျွန်တော်တို့တွေ့ရတယ်။ခုကတော့အဓိကကျွန်တော်တို့ Indian tourist ပေါ့သူတို့ပြောတာတော့26ယောက်အာလို့ပြောတယ်။အဲဒီ Kashmir အာ ထက်မှာသူတို့ရှိနေတဲ့အဲတူရစ်စီအိန္ဒိယအများစုလို့ပြောတယ်။အဲဒီဟာတွေကိုသူတို့ဟိုအကြမ်းဖက်တိုက်ခိုက်မှုကညစပြီးတော့အဲဒါကြောင့်ပြန်ပြီးတော့တုံ့ပြန်ခြေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်။အဲ့တော့ဖြစ်ချင်နေတာတော့သူတို့ကကြာပြီ။ဒါဝင်းဝင်းဝင်းနဲ့လောင်နေတဲ့ဟာအခုချိန်ကအကြောင်းတိုက်ဆိုင်နေပါတယ်။အဲဒီတော့ကြောင့်ပြန်တုံ့ပြန်မှုတွေဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့်မလို့ဒီဘက်ကပါကစ္စတန်ကလည်းသူတို့ပြန်ပြီးတော့လက်စားချိန်မယ်တုံ့ပြန်မယ်ဆိုတဲ့ဟာတွေကြီးညာထားတဲ့ဟာတွေကျွန်တော်တို့တွေ့နေရတယ်ခင်ဗျ။ ုတ်ကဲ့အဲ့တော့ဟိုလွတ်လပ်ရပြီရပါဘောနော်1949ပါကစ္စတန်အိန္ဒိယနှစ်ပိုင်းနှစ်ပိုင်းလို့လွတ်လပ်ရပြီခဲ့ရတာဖြစ်လာတဲ့တမိုင်းနဲ့ချီတဲ့ခုနစစ်ပွဲ၄ခုဖြစ်ခဲ့ပြီပေါ့နော်ဒါတွေနဲ့ဆက်ဆက်နေတာကတော့တောက်လျှောက်ပေါ့အဲ့တော့ဟိုဒီဖြစ်စဉ်မှာဒီ26ရောက် tourist တွေအပြစ်ခံလိုက်တဲ့ကောမှာဒီ Narendra Modi ကပြောတာသူကရေစုံမိုးစုံလိုက်မယ်ပေါ့နော်အရင်ဖြစ်ခဲ့တဲ့စစ်ပွဲ၄ခုလို့ပေါ့နော်ကျွန်တော်တို့စစ်အထိဖြစ်သွားနိုင်လားပါကစ္စတန်အိန္ဒိယစစ် ဖြစ်တဲ့အထီသားမို့နှစ်ဖက်အပြန်လည်ပြစ်ခတ်တဲ့အဆင့်မှနေပြေလည်သွားနိုင်လားဆရာအဲ့ပုံပါကိုဘယ်လိုမျိုးသုံးသက်ချက်ရှိလဲခုလက်ရှိမှာတော့เนาะလက်ရှိသူတို့လုပ်နေတဲ့ပုံစံအရဆိုရင်သူတို့ အခုဒီလိုမျိုးဖြစ်ပြီးတဲ့အချိန်မှာတို့ဟိုဒီပလိုမက်စီပြန်ပြီးတော့ရုပ်သိမ်းလိုက်တယ်ဆိုရဲဟာတွေ့ရတယ်အဲ့တော့တန်တမန်ဆက်ဆံရေးတို့အဆက်ဖြတ်လိုက်တယ်နောက်ပြီးတော့ဟိုဘက်ဒီဖက်ဗီဇာတွေပေါ့မဟေးဟာတွေကန့်သတ်မှုရှိတယ်ပြီးသွားရင်ကျွန်တော်တို့ airspace တွေတို့လော့ကဒေါင်းလုပ်လိုက်တယ်အဲ့တော့ဟိုဘက်ဒီဖက်မှာအဲ့ဟာပြန်တန်းသွားလာခွင့်မပေးတော့ဘူးဆိုရဲဟာတွေ့ရဆိုတော့အဲ့လိုမျိုးဟာက military ဟို aggression တို့စလာတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့ယူဆလို့ရတယ်ဒါပေမဲ့ဒီအပြည်ပြည်ဆိုင်ရာအနေနဲ့ကတော့ဒီဟာတွေဆက်ပြီး escalate ိမ်မဖြစ်ဖို့အတွက်တို့စူးစမ်းနေတာတိုက်တွန်းနေတာဖိအားပေးနေတဲ့ဟာတွေတော့ရှိနေသေးတယ်ခင်ဗျအဲ့တော့လက်ရှိအချိန်မှာတော့အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက်ချင်းချောက်နေတဲ့အဆင့်လောက်မှာရှိနေသေးတယ်တခြား major ဟိုစစ်ဖက်ဆိုင်ရာလှုပ်ရှားမှုအနေနဲ့တော့အာစောင့်ကြည့်နေကြတဲ့အဖွဲ့တွေအနေနဲ့ဒီလိုမျိုးဟိုထူးထူးခြားခြားပေါ့နော်စိုးရိမ်စရာလှုပ်ရှားမှုအသွင်စောင့်နေဆိုတာတော့တွေ့တယ်လို့အာပြောတာကျွန်တော်မတွေ့မိသေးဘူးခင်ဗျဟုတ်ကဲ့ ဲ့တော့အရေးကြီးတာနှစ်ဖက်စလုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီနျူကလ িয়ার ပိုင်ဆိုင်တာတော့နျူကလ িয়ার လက်နက်ကိုဘလို့ပဲဖြစ်ဖြစ်နှစ်ဖက်လုံးကထိမ့်သိမ့်မယ်လို့ယူဆရတာဒါမှမဟုတ်ဟိုခြေလွန်လက်လွန်လေးဖြစ်လာနိုင်လားအဲ့စင်ကိုဆရာအဲ့ပေါ်ဘလို့မြင်လဲ တော့ပေါ့နျူကလ িয়ার လက်နက်နယ်ရှိနေတဲ့နိုင်ငံတွေတော်တော်များများကတော့တို့အဲဒီလက်နက်အသုံးပြုမှုပိုင်းဆိုင်ရာမှာတို့ check and balance system နေနဲ့တို့အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့တော့တို့စ조사ထားကြတယ်လို့အခြေခံအားဖြင့်ကျွန်တော်တို့နားလည်ရတယ်အဲ့တော့အစိုးရပိုင်းဆိုင်ရာမှာဒါလူတစ်ယောက်ကဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကိစ္စတော့ဟုတ်မနေဘူးအဲ့တော့အပြန်အလှန်စစ်ဖက်အရက်ဖက်ပေါ့နော်ချိန်ညှိပြီးတော့ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးအာဒီလိုကြီးမားတဲ့အမိန့်မျိုးကိုချရတယ်လို့ကျွန်တော်တို့အခြေခံအားဖြင့် နားလေရတယ်အဲ့လိုနားလေမှုနဲ့ဒီ nuclear လက်နဲ့ဂိုင်ဆောင် ခွင့်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်တို့ဟိုအတိအမှတ်ပြုထားကြတယ်လို့ကျွန်တော်တို့အခြေခံအဖြစ်နားလည်ရတယ်။အဲ့တော့အဲ့လိုအနေထားရှိနေတဲ့အတွက်ကြောင့်မလို့အခု conflict ကြောင့်မလို့ဖြစ်လာတဲ့ military aggression ကနိုင်ငံလုံးအနေနဲ့ခြေပြီးဖြစ်တယ်ဆိုတာထက်သူတို့ရဲ့သက်ဆိုင်ရာဒေသအတွင်းမှာရှိနေတဲ့ငကိုခုနကတော့ပြောခဲ့သလိုတမိုင်းရရှိခဲ့တဲ့ conflicts အခြေအနေပြီးလူမျိုးရေး identity ရဘာသာရေးစသဖြင့်အဲ့လိုမျိုးဟိုနေနေမိတ်ပိုင်းဆိုင်ရာ အငင်းပွားမှုအပေါ်မှာ အခြေတည်တဲ့သူတို့ဖြစ်တည်မှုဖြစ်တဲ့အတွက်ကြောင့်အဲ့ရနေဆက်ပြီးတော့ဒီလိုနျူကလ িয়ার စစ်ဖြစ်သွားလောက်တဲ့အထိတော့မဖြစ်လောက်ဘူးဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့မှန်းနေကြတယ်မဖြစ်အောင်လဲဝိုင်းပြီးတော့တာတာစီဖို့ညှိနှိုင်းနိုင်ဖို့အတွက်စူးစမ်းနေကြတယ်ဆိုတဲ့ဟာတွေ့ရတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကပြဿနာအရင်းခံပေါ့နော်အဓိကတော့ဒီကက်ရှမီးယားဒေတာမှာပဲအခြေခံပြီးဖြစ်တာကက်ရှမီးယားကိုတူပိုင်နဲ့ငါးပိုင်နဲ့အငင်းပွားရတဲ့ဒီ59ရက်စခဲ့တဲ့ကိစ္စပေါ့နော် ဆိုတော့လွတ်လပ်ရပြီးတဲ့စခဲ့တဲ့ကိစ္စဆိုတော့အဲ့ဒီမှာလဲနောက်ပိုင်းမှာအကူလာသမဂသဘောတူညီမှုနဲ့ line တော့ control ပေါ့နော်နှစ်ချမ်းဟိုပိုင်းလိုက်ပြီးတော့သူတစ်ပိုင်းကိုတစ်ပိုင်းလဲဒါတတ်မှတ်ထားပြီးပြီဒါကိုမှဒီအခြေအနေကဘာကြောင့်နှစ်ဖက်စလုံးကဒီကက်ရှမီးယားကိုဟိုအပြင်းထန်ဟိုသူတို့အလိုရှိနေရလဲဒီပေါ်မှာပဲဟိုပြဿနာတွေဘာလို့ဆက်ဆက်တက်ရလဲ line တော့ control တတ်မှတ်တာတော့ဘာကြောင့်သူတို့နှစ်ဖက်လုံးကဒီပြဿနာကိုမဖြေရှင်းနိုင်ရလဲအဲ့ဒီအားပေါ်ဆရာဘယ်လိုသုံးသပ်ချက်ရှိလဲ သူတို့အဓိကအဲ့ line of control လောက်လိုက်တယ်ဆိုရဲဟာကလည်းကျွန်တော်တို့အထူးသဖြင့်1981 82ပေါ့နော်ကျွန်တော်တို့ပါကစ္စတန်ဟိုအရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်သူတို့ဖွဲ့ထွက်ပြီးဘင်္ဂလားဒေ့ရှ်တို့ဖြစ်လာတဲ့အချိန်ဆိုတော့အဲ့ဒါမျိုးအချိန်မှာများသောအားဖြင့်ကျွန်တော်တို့နားလည်လို့ရတာအဲ့ဒီအချိန်အဲ့ကာလအဲ့ဒီအချိန်ဒီမှာရှိနေတဲ့ counter part စီပေါ့နော်ကျွန်တော်ပါကစ္စတန်နဲ့ဒီဟိုဟာနဲ့အိန္ဒိယနဲ့ရှိနေတာသူတို့ရဲ့စီးပွားရေးနိုင်ငံရေးစစ်ရေးအချိန်ဒီပေါ်မှာမူတည်ပြီးတော့လက်သင့်ခံလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးတို့ ဟိုရှိကြတယ်အဲ့ဒီဟာကပြပြလဲလဲသဘောတူညီချက်ရပြီးတော့လောက်တာတော့မဟုတ်ဘူးနိုင်ငံတကာကြားဝင်မှုပထမတစ်ချိန်မှာ UN resolution နေအပြပြဆိုင်ရာဖိအားပေးမှုတွေနဲ့ဒီစစ်ပြင်းကြီးကိစ္စသူတို့တွန်းတွန်းတိုက်တိုက်လောက်ကြတယ်ဒုတိယအချိန်မှာလည်း ဒီအဲဒီအစ်စ်ဖြစ်လာတဲ့အချိန်မှာဒီဒူတိုဟာပေါ့ဘင်္ဂလားဒေ့ရှ်ရဲ့လို့နိုင်ငံရေးဖြစ်လာတဲ့အချိန်မှာအဲဒီဟာမှာစစ်ပြင်းကြီးသဘောတူညီချက်ဆိုတဲ့ဟာနဲ့သူတို့လှုပ်လိုက် နောက်ပိုင်းမှာသူတို့ကအဲ့ဒါပြဿနာဖြေရှင်းသွားတာတော့မဟုတ်ဘူးလက်ရှိအနေအထားမှာကျွန်တော်တို့က cease fire လုပ်မယ်ဒီဟာကိုအခုပုံပုံဟာ line of ပုံ control ဖြစ်သူတို့ခွဲခြားပြီးတော့အာယူလိုက်ကြမယ်ဆိုတဲ့ဟာမျိုးလှုပ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့1999မှာကျွန်တော်တို့ဟို Kargil conflict နောက်တစ်ချိန်ထပ် ြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်တွေ့အဲ့ဒီအချိန်မှာခါကျတော့တချို့ data တချို့တွေကိုအိန္ဒိယပြန်ရသွားတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်အဲ့လိုမျိုးဟာမျိုးတွေရှိနေတဲ့အတွက်ကြောင့်မြေပြင်မှာတောက်လျှောက်ကအဲ့ conflict ဒီဒီနန်နမိတ်နဲ့ဆိုင်ရာသူသူတိုင်သူတာတဲ့အချိန်မှာအသာစီးယူတယ်ဒီဘက်ကတိုင်အသာစီးပြန်ယူတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေကြတယ်အဲ့တော့ငကိုရှိခဲ့တဲ့အပြဿနာအရင်းခံကြီးကိုသူတို့ဖြေရှင်းနိုင်ခြင်းမရှိဘဲနဲ့သူတို့ခဏတော့ပါပေါ့တာတဲ့အချိန်တာတဲ့လူဒါမှမဟုတ်နားတဲ့လူ ကခဏနားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့သဘောလို့ကျွန်တော်တို့အခြေခံအပြင်နားလေရတယ်။အဲဒီအတွက်ကြောင့်မို့အခုဒီနေ့ဒီအချိန်မှာလည်းဒီဟာပြန်ပြီးတော့ဖြစ်လာအောင်ပါပဲ။နောက်တစ်ချိန်မှာလည်းဒီပြဿနာတေချာမဖြေရှင်းနိုင်ဘူး။ဟိုတေချာသဘောတူညီချက်တွေမရကြဘူးဆိုရင်ကျွန်တော်တို့ပြဿနာတွေကပြန်ပြန်အဆပေါ်လာမယ့်သဘောတော့ရှိရခင်ဗျာ။ဟုတ်ပြီဆရာအဲ့တော့ဟိုဆွေးနွေးရမယ့်အချက်လက်တွေကတော့အများကြီးပေါ့နော်ဒီပြဿနာတွေကလည်းအများကြီးဒါမှမဟုတ် ကက်ရှမီးယားကိုပဲအခြေခံဖြစ်တယ်ဆိုတာကျွန်တော်အခြေဘူးကသိရတယ်ဆိုတော့ဒီခုတစ်ခေါက်မှလည်းအရင်လိုပဲပေါ့နော်ဒါအိန္ဒိယဘက်ဆူဆူတာဒီခုလိုမျိုးလက်နက်ကန်တွေလာပစ်တာကဒါဒီချမ်းဖက်ဖွဲ့တွေကပါကစ္စတန်ထောက်လန်းရဒါမှမဟုတ်ပါကစ္စတန်စစ်တပ်ကဒီအကူအညီပေးထားတဲ့အဖွဲ့တွေပေါ့နော်ဒါငโกတွေကလည်းရှိနေတာငโกတွေကလည်းဒီဖွဲ့တွေပဲဒီလိုလာတိုက်ခိုက်တယ်ဆိုတော့သူကအိန္ဒိယအဲ့ဒါကိုဆွဆွဲတယ်ပါကစ္စတန်ကတော့သူတို့လုံးဝပါဝင်မှုမရှိဘူးပြောတယ်ဆိုတော့ဒီအဲ့နေကြမှာရှိနေတဲ့အချမ်းဖက်ဖွဲ့တွေနဲ့ပတ်သက်ရော ဟိုအိန္ဒိယဆွဆွဲချက်ကဘယ်လောက်မှန်လဲပါကစ္စတန်ကဟောတကယ်ပဲသူကမွေးထားတဲ့ပုံစံလားဒါလည်းအငင်းပွားစရာအဲ့ပုံပေါ်ဆရာဘယ်လိုလိလာတွေးရှိရလဲဗျာကျင်းသေးတာတော့ကျွန်တော်တို့အဲ့ LED ပေါ့ LED ဆိုတာဟို lash ကအဖွဲလို့ခေါ်မှာပေါ့နော် lash ကအဖွဲကကျွန်တော်တို့မွန်ဘိုင်တို့ဘာတို့မှာသူတို့ဘုံခွဲခဲ့တဲ့ဟာ2008ထင်တယ်နော်အဲ့လိုမျိုးမှာလူ160ကျော်တည်ထားတဲ့ဟာမျိုးတွေနောက်2006တုန်းကလည်းရထားဘုံခွဲတဲ့ ကိစ္စအဲ့လိုမျိုးဟာတွေသူတို့တောက်လျှောက်လုပ်ခဲ့တဲ့ဟာတွေပေါ့အဲ့ဒါတွေကကျွန်တော်တို့ဖြစ်ချင်တော့ဒီသူတို့ရဲ့အခြေစိုက်ကသူတို့ iCash Media ထဲမှာသူတို့ရှိနေတယ်ဆိုတဲ့ဟာကတော့ဟိုတေးကြတယ်အဲ့ဒါကတော့သူတို့ဟိုဝန်ခံထားတဲ့ဟာတွေလည်းရှိတယ်နောက်သူတို့ရဲ့ operation အရာတခြားတက်တည်အထောက်ထားတွေလည်းရှိနေတဲ့ဟာတွေလည်းရှိတယ်အဲ့တော့သူတို့အပြင်မှာတခြားအဖွဲ့တွေလည်းရှိတယ်ခင်ဗျာတခြားအဖွဲ့တွေကလည်းမလေးရှားအဖွဲ့တွေပေါ့နော်ကျွန်တော်တို့တော်လန်ရေးလို့ပဲပြောပြောဒါမှမဟုတ်ရင်ဒီဟိုလူမျိုးရေးအခြေပြုဘာသာရေးအခြေပြုစုဖွဲ့ပြီးတော့ ော့လွတ်မြောက်ရေးအတွက်သူတို့စူးစမ်းနေကြတယ်ဆိုတဲ့ဟာတွေအဲ့လိုမျိုးအဖွဲ့နောက်ထပ်၃ဖွဲ့လောက်ရှိသေးတယ်။အဲ့ဒီဟာတွေတော်တော်များများကတော့သူတို့အဲ့အိန္ဒိယထဲမှာရှိနေတဲ့အရက်ဖက်လူတို့တွေအပေါ်မှာအဲ့လိုချိန်ချောက်တယ်အကြောက်တရားကြီးထွားအောင်သူတို့စူးစမ်းပြီးတော့လှုပ်ဆောင်နေတယ်ဒီအိန္ဒိယထဲမှာလုံခြုံရေးအရာသူတို့စိုးရိမ်မှုရှိနေအောင်သူတို့အနေနဲ့စူးစမ်းပြီးတော့လှုပ်လှုပ်ဆောင်နေရဲဆိုတဲ့ဟာမျိုးပြစ်တင်ဝေးဖန်ထားခံရတယ် เนาะအဲ့အတွက်ကြောင့်လည်းတော့ပါကစ္စတန်ကိုနိုင်ငံတကာကဆက်ဆံမှုဘိုင်းဆိုင်ရာမှာပြစ်ဒဏ်ပေးတဲ့ကိစ္စတွေကျွန်တော်တို့ရှိခဲ့ပူတယ်။တခြားနိုင်ငံတွေအနေနဲ့လည်းအဲ့လိုမျိုးအာတန်တမာရေးရအရာကောသူတို့အဲ့လိုမျိုးပြောဆိုပြီးတော့ဆက်ဆံရေးရအာအပြစ်ပေးရေးယူတဲ့ကိစ္စတွေလည်းကျွန်တော်တို့ရှိခဲ့ပူတယ်ခင်ဗျ။အဲ့တော့ပါကစ္စတန်ကတော့တောက်လျှောက်သူတို့ကတော့ညင်းဆိုတာပေါ့နော်။ဒါသူတို့ကထောက်ပံ့မလုပ်ဆိုတော့ဆိုပါကစ္စတန်ရဲ့ထောက်ပံ့ကိုဘယ်လောက်ထိရှိနိုင်မလဲဒီအဖွဲ့တွေပေါ်မှာလေ။ သူကတကယ်ပဲဒါရည်ရွယ်ချက်ရှိနေလုပ်နေတယ်လို့ပြောလို့ရတာပါကစ္စတန်အစိုးရအနေနဲ့ ဟိုပထမတစ်ချက်ကတော့ကျွန်တော်တို့ကပါကစ္စတန်ရဲ့လို့ပြောလိုက်ရင်ပါကစ္စတန်ရဲ့သူ့ရဲ့နိုင်ငံသားရေးမူဝါဒကလည်းသူကစဉ်းစားစရာရှိတာပေါ့အိုဆမာဘင်လာဒင်တို့နဲ့အစကျွန်တော်တို့ဟိုချိတ်ဆက်မှုတို့ရှိခဲ့ပူတာ哦နောက်တခြားအဲ့နိုင်ငံတကာမှာဖြစ်ပျက်တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ပါကစ္စတန်နဲ့ချိတ်ဆက်တယ်ဆိုပြီးတော့ဆွတ်ဆွဲခံရတဲ့ကိစ္စတွေလည်းကျွန်တော်တို့တောက်လျှောက်ရှိခဲ့ပူတယ်အဲ့တော့သူ့ရဲ့နိုင်ငံသားရေးမူဝါဒအရသူကတော့အားလုံးနဲ့အဆင်ပြေအောင်ပေါင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဲ့သူ့အနေနဲ့စဉ်းစားပုံရတယ်အဲ့လိုမျိုးပြောထားဆိုထားတဲ့အခြေအနေလည်းရှိတယ်။အဲ့အတွက်ကြောင့်မလို့သူ့ထဲမှာရှိနေတဲ့တခြားအဲ့လိုမျိုးသူ့ပြည်တွင်းမှာအခြေစိုက်ပြီးတော့တခြားနိုင်ငံကိုအဲ့လိုဒုက္ခပေးနေတဲ့ကိစ္စသူ့ရဲ့ရန်သူအဖြစ်လို့သူသတ်မှတ်ပုံတော့မပေါ်ဘူး။ဒါပေမဲ့တရားဝင်အားဖြင့်တော့သူသူ့အနေနဲ့ဒီအဖွဲ့ကိုထောက်ခံပါတယ်ဆိုတဲ့ဟာမျိုးတော့သူတို့ထုတ်ဖို့ပြောရတာတော့မရှိဘူး။အခြေခံအားဖြင့်ကျွန်တော်တို့အဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအာဟိုပါတွေပေါ့အကြမ်းဖက်မှုကိစ္စတွေမှာဒီပါကစ္စတန်အစိုးရရဲ့အာပါဝင်ပတ်သက်မှုရှိနေနိုင်နေဆိုတဲ့ဆွ ်ဆွဲချက်တွေတော့ကျွန်တော်တို့တောက်လျှောက်တော်တော်များများရှိခဲ့မှုပဲခင်ဗျာဒီကက်ရှမီးယားဒေတာကိုနိုင်ကပေါ့နော်ဟိုဘလောက်ထိဟိုပထဝီအနေရအောင်စီးပွားရေးရအောင်ရည်ကျင်းမှုရအောင်အရေးပါလဲနှစ်နိုင်ငံလုံးတွေ့လေဂျမ်မူးနဲ့ကက်ရှမီးယားအိန္ဒိယ region မှာအဲမွတ်စလင်အများဆုံးပြီးတော့အဲပါကစ္စတန်ကသူ့ရဲ့ homeland ဖြစ်သူကသူ့ရဲ့ဂျေရုဆလမ်ပေါ့နော်အဲဆိုအဲ့လိုပုံစံမျိုးသူတို့က ဟို claim လောက်ကြတယ်သူတို့ရဲ့ဟိုဖြစ်တည်မှုလူမျိုးဖြစ်တည်မှုရဲ့အဓိကအတမိုင်းဝင်အနေထားလို့မျိုးသူတို့က claim လောက်တယ်အဲ့ဟာအပေါ်မှာအငင်းပွားပြီးတော့လူနေတယ်ဆိုရတာတော့ကျွန်တော်နားလေရတယ်ဟိုတမိုင်းရာဇဝင်တမိုင်းရကျွန်တော်တို့လူမျိုး identity နဲ့ဘာသာရေး identity အရာဖြစ်ထွန်းမှုအတွေ့အခြေမြင့်ကြတယ်ဆိုတဲ့ကိစ္စတော့ဒါသူတို့ပြောထားဆိုထားကြရတာရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့လေသူတို့အနေနဲ့ဒါသူပိုင်နေငါပိုင်နေဆိုတဲ့ဟာကိုသူတို့ claim လောက်နေကြတယ်လို့တော့အခြေခံအပြစ်နားလေရတယ် အဲ့တော့အခုဖြစ်နေတဲ့တိုက်ခတ်မှုပေါ့နော်ဒါစစ်ပွဲအသွင်တန်ဆောင်ဝါးနိုင်လာဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့တမိုင်းနဲ့ထပ်ပြီးပြန်ပြီးရှင်ကြည့်ရအောင်ပါပြီးခဲ့တဲ့တမိုင်း၄ချိန်ဖြစ်ခဲ့တဲ့အခါမှာဒါပါကစ္စတန်အိန္ဒိယစစ်ပွဲအနေနဲ့ကျွန်တော်တို့ခေါင်းစဉ်တင်ပြီးပြောကြရတယ်အဲ့ဒီမှာလဲဟိုဂျားဝင်မှုနဲ့ဟိုပြေလည်သွားတဲ့အဆင့်ပေါ့နော်ဆိုအခုတစ်ခေါက်မှာလဲအဲ့ဒီလိုအလားတန်တူပြေလည်သွားတဲ့အနေအထားမျိုးဖြစ်နိုင်လားဒါမှမဟုတ်ဒီထက်ပိုပြီး escalate ပေါ့နော်ဟိုအချိန်မြင့်ပြီးတော့ပိုပြီးပြင်းထန်ပြီးတည်ကြည်ပျက်စီးမှုတွေပိုပြီး များလာပြီးတော့ data တွင်းကိုပါတိခိုက်နိုင်လာဆိုအဲ့ဒီအပိုင်းကိုဟိုဘယ်လိုမျိုးမြင်လဲဆရာဟုတ်တော်ဟိုပါပေါ့ပြဿနာကဟိုအခုအချိန်ထိတော့မပြေလည်ဘူးအရာတော့ပထမတစ်ချက်ပေါ့ကက်ရှမီယာအရေးနဲ့ပတ်သက်ပြီးပါကစ္စတန်နဲ့အိန္ဒိယနဲ့ကတော့ပြေလည်သွားတယ်ဆိုတဲ့အနေထားတော့မဟုတ်ဘူး ပြောရမယ်ဆို negative piece ပေါ့เนาะကျွန်တော် negative piece ကျွန်တော်တောက်လျှောက်ရှိခဲ့တယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်။အဲ့ဒီတိုင်းပဲအဲ့လို negative piece ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတခုခု instigation တခုခုပေါ့เนาะကျွန်တော်တို့ conflict အစစရာမိဘွားတခုခုဖြစ်လိုက်တိုင်းမှာတို့အများရန်တို့အဲ့ conflict ကပြန်ဖြစ်တယ်ဆိုရတဲ့အာတွေ့ရတယ်။အဲ့လိုမိဘွားဖြစ်စရာအကြောင်းကလည်းခုနကတော့ Kashmir အခြေစိုက်ပြီးတော့ကျွန်တော်တို့ဒီလွတ်မြောက်ရေးအတွက်လှုပ်ရှားနေကြတဲ့အစုအဖွဲ့တွေရဲ့တို့တိုက်ခိုက်မှုပါလေကျွန်တော်တို့တောက်လျှောက်ရှိခဲ့တယ်အိန္ဒိယထဲမှာလေမွန်ဘိုင်း attack ဆိုပါတော့ညာလို့ဆိုရင်ကျွန်တော်တို့ဒါတကဘာလုံးတည်ကြတဲ့ကိစ္စမျိုးတွေအဲ့လိုမျိုးဟာတွေကလည်းကျွန်တော်တို့တောက်လျှောက်ရှိနေတဲ့အတွက်ကြောင့်မလို့ဒီဟာကအမြဲတမ်းအဲ့ conflict အခြေအနေပြန်ရောက်သွားဖို့အတွက်ကျွန်တော်တို့အကြောင်းတရားရှိတာပြီးသားငကိုအရင်ခံပြဿနာကျွန်တော်တို့တစ်ခါမှမပြေလည်သေးဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့နားလည်လို့ရတယ်။အိန္ဒိယအနေနဲ့တတိယ third party ဂျားဝင်တဲ့ကိစ္စ UN ပဲဖြစ်ဖြစ် APP ဆိုင်ရာပဲဖြစ်ဖြစ်အဲ့လိုဂျားဝင်ဖြေရှင်းပြီးမှကျွန်တော်တို့အဖြေရမယ့်ကိစ္စမျိုးကိုသူ့အနေနဲ့လက်မခံဘူးဆိုတဲ့ဟာမျိုးတို့ပြောထားတယ်။ဒီဘက်ကပါကစ္စတန်ဘက်ကခါကြတော့ဒီ mediation လိုတယ် third party လိုတယ်ဆိုတဲ့ဟာမျိုးပြောထားတယ်။အဲ့တော့အဲ့အခြေအတင်ပေါ်မှာအခုတော့လို့ ကျွန်တော်တို့ဟိုဟို deadlock ဖြစ်နေတယ်အဲစိတ်ရေးရတင်းမာမှုတွေရှိနေတယ်တစ်ဖက်နဲ့တစ်ဖက်ချင်းချောင်းမှုတွေရှိနေတယ်ဒါပေမဲ့တင်းမာမှုရှိနေပြီမဲ့ချင်းချောင်းမှုထက်ပိုတဲ့တခြားစိတ်ရေးရထင်သာမြင်သာရှိရလှုပ်ရှားမှုတော့မရှိသေးဘူးဆိုတဲ့အခြေအနေမျိုးမှာတော့အခုချိန်လက်ရှိပေါ့နော်ကျွန်တော်တို့သုံးသက်ချက်တွေညာနားလေးရတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ဒီကက်ရှမီးယားမှာရှိတဲ့ဒီအိန္ဒိယဘက်ကိုတိုက်ခတ်နေတဲ့လက်နက်ကင်အဖွဲ့တွေပေါ့နော်ဒီအဖွဲ့တွေကအခေယာကြမှာပေါ့ဒီဖြစ်တိုင်းသူတို့ကမိစာလေး ဟိုတောက်ပေးလိုက်တဲ့သဘောရှိနေတော့ဒီအဖွဲတွေကိုဘယ်လိုမျိုးကန်ကွယ်ဖြည့်ရှင်းမှရမလဲသူတို့ကဘယ်လိုအခြေအနေမှကျင်တတ်မလဲဟိုဆိုလိုတာကသူတို့ကက်ရှမီးယားကိုသူတို့ပဲအကုန်ရလိုက်မှကျင်တတ်မဲ့သဘောလားဆိုတော့အဲ့အဲ့ဒီဟာကိုဘယ်လိုဖြည့်ရှင်းမှရမလို့ဆရာလေ့လာတွေးရှိရလဲဟုတ် အကျင်းတည်တာတော့ဒါဟိုပါပေါ့ကျွန်တော်နေနေအငင်းပွားမှုဖြစ်တဲ့အတွက်ကြောင့်တမိုင်းဆိုင်ရာကျွန်တော်တို့အငင်းရမယ်ခုံရမယ်ဟာတွေရှိတယ်အဲ့ဒါကြီးဆွေးနွေးရမယ်ဟာတွေရှိတယ်ပြီးရင်အဲ့ပိုင်းဆိုင်မှုပိုင်းဆိုင်ရာကျွန်တော်တို့အဲ့ဒါအင်မတန်မှရှုပ်ထွေးတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုကိစ္စတွေကတောက်လျှောက်ရှိနေတာဆိုတော့ကျင်းတည်တာတော့ကျွန်တော်တို့ပါလက်စတိုင်းအစ္စရေးမော်ဒယ်ကျွန်တော်တို့အလုံးမဖြစ်ဘူးဆိုတဲ့ဟာတွေ့ရနေတယ် ဒုတိယကဘာစစ်ပြီးတဲ့အချိန်မှာမင်းတို့ဒါယူသူတို့ကဒါယူဆိုတော့ဒါအပေါ်ကဒီလာပြီးတော့ဟိုခွဲချမ်းပြီးတော့ကျွန်တော်တို့အဝေးမျှပေးလိုက်တယ်ဆိုတဲ့ပုံစံကကျွန်တော်တို့အမြဲတမ်းပြဿနာဖြစ်တယ်ဒီအခုကျွန်တော်တို့ဖြစ်သွားတဲ့ဟိုပါကစ္စတန်နဲ့အခုအိန္ဒိယဖြစ်တယ်ဆိုရတာလေဒါအင်္ဂလိပ်ကဝေချမ်းရေးလုပ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြစ်သွားတယ်လို့ပြောမယ်ဆိုလဲပြောလို့ရတယ်တမိုင်းအရာပေါ့နော်ကျွန်တော်အဲ့ဒီဝေချမ်းရေးကိစ္စတွေကြောင့်ဖြစ်သွားတယ်သူကသူငကိုရှိတာပြီးဒါမြေပြင်မှာရှိနေကြတဲ့လူတွေအချင်းချင်းကြားထဲမှာတော့ကျွန်တော်တို့အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ကိုလူဆက်ဆံမှုကကျွန်တော်တို့အများကြီးရှိနေတယ်အလူလူချင်းချိတ်ဆက်ပတ်သက်မှုတွေရှိနေတယ်ရင်းနှီးမှုတွေရှိတယ်ပြီးရင်ဟိုဘက်ဒီဘက်အမျိုးတွေလည်းတော်တော်နေကြတဲ့ကိစ္စမျိုးတွေကျွန်တော်တို့ရှိကြတယ်ဆိုတော့အောက်ခြေမှာမြေပြင်ဒူတန်းစားနားလည်မှုပုံစံမျိုးကတစ်မျိုးဖြစ်ပြီးကျွန်တော်တို့အုတ်ချုပ်ရေးပိုင်းနဲ့ဒီအာနာဟိုဟာပေါ့ပြဋ္ဌာန်းရေးအပိုင်းတွေမှာကျွန်တော်တို့အငြင်းအပြတ်တနာဖြစ်တယ်ဆိုရတာတွေ့တာအဲ့တော့ကျွန်တော်တို့ဒီမြေပြင်မှာလူတွေအစဉ်ပြေမဲ့အဖြေမျိုးကိုကျွန်တော်တို့ပို့ပြီးတော့ရှာတင်တယ်လို့ကျွန်တော်ပြောပါပေါ့အခုဒီဘက်ကဒီပြဋ္ဌာန်းအဖြေရှိ ေးပိုင်းဆိုင်ရာလေ့လာမှုတွေမှာတော့ကျွန်တော်တို့အောက်ခြေကမဆရင်ကျွန်တော်တို့အဲ့ဖြေရှင်းတဲ့ပြဿနာရေရှည်မခံဘူးအဲ့ဒါ negative p ဆိုရောက်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးတော့ပြောထားဆိုထားတဲ့ဟာတွေရှိတယ်ဟုတ်ပြီဆရာအဲ့တော့အိန္ဒိယအနေနဲ့ကုလိုတာပါကစ္စတန်နဲ့စီးရင်ဆိုင်နေရပြီဆိုတော့သူ့အနေနဲ့ဒီ at e ဆိုတဲ့မူဝါဒရှိတာပေါ့နော်ရှေ့တောင်အရှာပါဝင်ဒီဘက်မှာသူ့ရဲ့လွှမ်းမိုးနိုင်မှုစီးပွားရေးအရာရောလုံခြုံရေးအရာရောသူသူရှိနေတယ်ဆိုတော့အဲ့ဒီအတွက်ကိုသူအားနေသွားမလားဘာလို့ဆိုတော့ တခါပြန်ပြီးမြန်မာနိုင်ငံနဲ့ကြည့်မယ်ဆိုရင်လည်းတရုတ်ကဒီပါဝင်မှုကအများကြီးဩဇာလွှမ်းမိုးမှုရှိနေတယ်ဒါကြောင့်လည်းသူဘယ်လန့်လုတ်ချင်နေတာရှိတယ်ဆိုအဲ့အတွက်လည်းသူ့အတွက်အိန္ဒိယအတွက်ထိခိုက်မှုရှိနိုင်လားနောက်တစ်ချက်ကခုမြန်မာ စစ်ကောင်စီကဒါအိန္ဒိယနဲ့ဆိုနိုင်ငံရေးရသူကဟိုထောက်ခံမှုတွေရတာတယ်ပါကစ္စတန်ဆိုရင်စီရေးနဲ့ဆက်ဆံမှုရှိရဆိုတော့ကျွန်တော်ကြားတယ်ဆိုတော့ဒီနှစ်နိုင်ငံလုံးနဲ့ခုလက်ရှိစစ်ကောင်စီကပတ်သက်နေတော့သူတို့ရဲ့ဒီ conflict မှာစစ်ကောင်စီကို ဓာတ်ရိုက်ဘုတ်တော်အင်တာနက်နီးနေပေါ့နော်အသုံးချတာမျိုးရောဖြစ်လာနိုင်လားအဲ့ဒီပေါ်ဒီမှာရောဆရာဘယ်လိုသုံးသပ်ပေးလို့ရမလဲအိန္ဒိယအနေနဲ့ကအခုဒီဘက် cash me ရပါအနောက်ဘက်ပိုင်းမှာသူ့အနေနဲ့ရင်ဆိုင်နေရတယ်လို့ကျွန်တော်တို့ဒီဘက်အရှိဘက်ပိုင်းမှာမနာကလန်နိုမီဇိုရမ်လို့ပေါ့နော်အာဆမ်လို့အဲ့ဘက်မှာလည်းကျွန်တော်တို့အုံကြွားမှုတွေရှိတယ်အဲ့ဘက်မှာလည်းသူသူတို့ဟိုပါပေါ့အိန္ဒိယရဲ့နိုင်ငံရေးစနစ်အရာဟောသူတို့ဖက်ဒရယ်အရာခွဲထွက်ရေးဆိုတဲ့စဉ်းစားမှုတွေနဲ့သူတို့လှုပ်ရှားနေကြတာတွေရှိတယ်เนาะအဲ့အိန္ဒိယဖက်ဒရယ်အစိုးရကိုသူတို့တော်လန်ပုံကန်နေတဲ့အစုအဖွဲ့တွေလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီဟာတစ်ဖက်မှာရှိတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့အနောက်ဘက်ကပါကစ္စတန်ဖြစ်လာတယ်ဆိုတော့အဲ့ပါကစ္စတန်အခြေအနေနဲ့ ဲ့ဒီအိန္ဒိယရဲ့ဒီ border ထိန်းချုပ်မှုပိုင်းဆိုင်ရာချိနဲ့သွားအောင်ကျွန်တော်တို့အာလှုပ်လာနိုင်မယ်ဆိုတဲ့အနေအထားမျိုးအာရှိတယ်ပေါ့နော်အရာဆိုရင်ဇာအနေနဲ့ရှိရဲအဲ့လိုမျိုးရှိနေတဲ့အတွက်ကြောင့်မလို့အဲဟာရဲ့ယူဖိတ်မှုအာတကယ်လို့အိန္ဒိယအနေနဲ့ဒီစစ်ပွဲတွေဖြစ်လာလို့ပါကစ္စတန်နဲ့ဒီထက်ပိုပြီးတော့တင်းမာလာလို့စစ်ပွဲတွေဖြစ်လာပြီးတော့သူ့ရဲ့အာယုံကဒီအနောက်ဘက်ကိုပဲစူးစိုက်ရပြီဆိုရင်ဒီအရှိဖက်ကကျွန်တော်တို့မြန်မာနိုင်ငံကလည်းတည်ငြိမ်နေတဲ့နိုင်ငံမဟုတ်ဘူးပြီးတော့ကျွန်တော်တို့တခြားအာပုံပါပေါ့ interest တွေကလည်းကျွန်တော် တို့ရှိနေတယ်ခုနကတော့ပြောသလိုပါတရုတ်ရဲ့ interest တွေရှိနေတယ်ပြီးရင်ဒေတာတွေမှာတခြားလွှမ်းမိုးမှုပိုင်းဆိုင်ရာမှာစ조사နေကြတဲ့ဟာတွေရှိတယ်အဲဒီတစ်ချိန်တည်းမှာပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ conflict တွေရှိနေတယ်အဲဒီအတွက်ကြောင့်မို့သူတို့အိန္ဒိယကိုလက်ရှိချင်းဆိုင်နေရတာသူတို့ထိန်းချုပ်ဖို့조사နေတာပေါ့နော်အစ်စ်ကောင်စီနဲ့ပေါင်းပြီးထိန်းချုပ်ဖို့조사နေရတာသူတို့နိုင်ငံတွေကိုဝင်ရောက်လာတဲ့ကြော်ဝါတွေပေါ့ကျွန်တော်တို့စိတ်ရှောင် เนาะအဆက်ရှောင်နေရှိရင်ပြီးရင်တောင်းဟိုဒုက္ခတွေပေါ့ refugee စီအဲ့ဟာတွေကိုတို့ကန့်တတ်နိုင်ဖို့အတွက်တို့တို့အနေနဲ့အဲ့နာဂလန်တို့ဘာလို့မှာကျွန်တော်တို့ chance ကိုခတ်မယ်ဆိုရဲအထီတော်တို့အစူးစမ်းထားကြတယ်ဆိုရဲဟာတွေ့ရတယ်ဆိုတော့အဲ့ဟာတွေအပေါ်မှာသူအာယုံစိုက်မှုသူညော့သွားနိုင်တယ်ဟိုဘက်မှာတကယ်လို့ဒီထက်ပိုပြီးတော့ tension ဖြစ်လာတယ်အဲ့လိုညော့သွားနိုင်တဲ့အတွက်ကြောင့်မို့ဒီ အချိန်မှာပဲခုနကတော့စစ်ရေးရာချိတ်ဆက်မှုရှိနေတဲ့အာပါကစ္စတန်အနေနဲ့ဒီစစ်ကောင်စီနဲ့ပို့ပြီးတော့ဒီစစ်ရေးရာအာဆက်ဆံရေးတွေပို့ပြီးတော့တိဆောက်သွားတာမျိုးပြီးရင်ဒီအချိန်လေးပေါ်မှာအခွင့်ကောင်းယူပြီးတော့ဒီဖက်အိန္ဒိယကိုဒီမြန်မာပြည်အနေထားမြန်မာပြည်စစ်ရေးအာ conflict အနေထားနဲ့ပြန်ပြီးတော့ဒုက္ခပေးလို့ရတဲ့အနေထားမျိုးဖန်တီးသွားတာမျိုးလည်းဖြစ်နိုင်တယ်ဆိုရဲဟာမျိုးသုံးသပ်ထားတာရှိရတယ်ခင်ဗျအဲ့တော့အဲ့လိုအနေထားမျိုးရောက်သွားတယ်ဆိုရင်မြန်မာနိုင်ငံက အင်အားချိနဲ့နေတဲ့အချိန်မတီးမငိမ် ဖြစ်နေတဲ့အချိန်ပြီးရင်ကျွန်တော်တို့ exploit လုပ်လို့ရတဲ့အနေအထားပေါ့နော်ကျွန်တော်တို့ vulnerable ဖြစ်နေတယ်ဆိုတော့ဒါဟိုထိထိလွယ်ရှလွယ်ဖြစ်နေတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကကောင်းမွန်ဖြတ်အမျက်ထုတ်မယ်ဆိုရင်နိုင်ငံရေးရပဲဖြစ်ဖြစ်စီးရေးရပဲဖြစ်ဖြစ်ကျွန်တော်တို့စီးပွားရေးရပဲဖြစ်ဖြစ်ကောင်းမွန်ဖြတ်အမျက်ထုတ်လို့ရတဲ့အနေအထားကောင်းမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲပါကစ္စတန်ကလည်းကျွန်တော်တို့အမျက်ထုတ်မယ်ဆိုထုတ်လို့ရတဲ့အနေအထားဖြစ်သွားနိုင်တယ် ိုနောက်ဆုံးအနေနဲ့ပေါ့ဒါဘယ်လိုအဆုံးတိုက်နိုင်လဲပေါ့နော်အလားအလာပါဖြစ်နိုင်လဲနိုင်ငံတကာရဲ့ဟိုအခြေအနေကိုကျွန်တော်တို့ကြည့်အောင်ပါအဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တော့အခုလိုအိန္ဒိယဝင်တိုက်လိုက်တာဒါ is a shame ပေါ့နော်ဒါရှက်စရာကောင်းတယ်ပေါ့နော်အတူကတော့မထောက်ခံဘူးဒီဒီလိုဖြစ်နေတာကိုသူကမြ мян အလှင်မြန်သူဟိုပြေလည်သွားဖို့မျှော်လင့်တယ်လို့ပြောတယ်ပေါ့နော်ဒါဒါကိုသူကထောက်ခံမှာမဟုတ်ဘူးဒါပဲကုလသမဂ္ဂလည်းအလွန်မင်းဆွေးနေဟိုဂူတာရက်စ်ကထုတ်ပြောတယ်ဆိုတော့ဟိုတကယ်ကုလသမဂ္ဂနဲ့ကမ္ဘာ နံပါတ်1နိုင်ငံကြီးတော့ဒီပေါ်မှာဟိုအားပေးအမြောက်လည်းမလုပ်သလိုသူတို့ကဒီပေါ်မှာမဖြစ်စေချင်တဲ့ဆန္ဒရတော့ရှိနေတယ်ဆိုတော့ဟိုသူတို့ရဲ့ power နဲ့ပေါ့နော်သူတို့ရဲ့အားနဲ့ပြည်လဲသွားနိုင်လားဟိုနောက်ဆုံးဘလူးမျိုးအဆုံးတက်နိုင်လဲအကဲဖြတ်ဖို့တော့နည်းနည်းခက်မှတင်တယ်ဟုတ်ဒါဟိုလုံးဝဟို million dollar တန်တဲ့ဟိုအဖြေလို့ဖြစ်မှာ ဒါမဒါပေမဲ့ကျွန်တော်တို့စဉ်းစားလို့ရနိုင်တာတော့အခုခုနကရောလို့ပေါ့နော်ကျွန်တော်တို့ဖန်တီးလို့ရတဲ့အခြေအနေအရာသူအိန္ဒိယရှိနေတဲ့ position အရာအိန္ဒိယကတော့ကျင်းတည်တယ်ဒီထက်ပိုပြီးတော့ escalate အာဖြစ်လို့မတည်တော့ဘူးဆိုရယ်စဉ်းစားမှုမျိုးရှိလောက်တယ်လို့ယူဆလို့ရတယ်။ဘာဖြစ်လို့ဆိုရင်သူတို့အိန္ဒိယအနေနဲ့ဒီထက်ပိုပြီးတော့စိတ်ရည်ရ escalate လောက်လိုက်ရင်သူတို့အကျိုးအမြတ် ဖတ်တာထက်သူရဲ့ဒေတာတွင်မှာရှိနေတဲ့ငကိုရှိဖို့စ조사နေတဲ့အရာတွေအတွက်အများကြီးထိခိုက်နေတာမျိုးရှိသွားနိုင်တယ်။ဒါပေမဲ့တစ်ဖက်မှာခါကျတော့ပါကစ္စတန်အနေနဲ့အခုချိန်မှာကြည့်လိုက်မယ်ဆိုရင်အခုဒီဖြစ်ပျက်မှုနဲ့ဒီတိုက်ခိုက်မှုအပေါ်မှာသူသူ့အနေနဲ့အသုံးချပြီးတော့သူအဲ့ဒါကြောင့်လေသူကဒီတတိယဟိုပါဘော third party ဂျာဝင်ဖြည့်ရှင်းမှုကိုသူတို့လက်ခံမယ်ဆိုရင်조사မှုပုံစံမျိုးကိုသူဖိတ်ခေါ်တဲ့ပုံစံမျိုးတွေသူပြောနေတယ်။အခုချိန်မှာသူကတော့ victim ပေါ့နော်။အဲ victim ဆိုတဲ့ပုံစံမျိုးနဲ့သူပြပြီးတော့ဒီအခြေအနေပေါ်မှာသူရဲ့နိုင်ငံ ငံရေးအရပြန်ပြီးတော့တိဆောက်နိုင်ဖို့အတွက်သူရရနေတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုတော့အဲ့လိုအနေအထားမျိုးကအာပြန်ကြည့်လိုက်မယ်ဆိုရင်ဟိုပါပေါ့ဒီတကယ်လို့စစ်ရေးရ escalate လောက်လာမယ်ဆိုရင်ကျွန်တော်ပါကစ္စတန်အနေနဲ့ပို့ပြီးတော့ဒီဟိုဝန်နိုင်ငံတကာရဲ့ထောက်ခံမှုနဲ့သူတို့ရဲ့တောင်းဆိုမှုတွေပို့ပြီးတော့အရာရင်ဝင်သွားစီရအာရှိတယ်ဆိုတော့အခြေအနေမျိုးလည်းကျွန်တော်တို့ရှိနေတယ်။အဲ့ဒီတော့ကြောင့်ဒီတက်ပို့ပြီးတော့ escalate မဖြစ်အောင်တော့အာ အိန္ဒိယအနေနဲ့ထိမ့်သိမ်းလိမ့်မယ်လို့ယူဆမယ်ဆိုတော့ယူဆလို့ရတယ်။ဒါပေမဲ့တကယ်တကယ်တမ်းကျတော့ဘိုက်ဒီမိုဒီဘလို့စဉ်းစားမလဲဆိုတဲ့ဟာတော့ကျွန်တော်တို့လည်းဘလို့မှနားမလည်နိုင်ဘူး။သူ့အနေနဲ့ကလည်းသူ့ nationalism မှာအရန်အတန်နဲ့အုပ်ချုပ်မှုပုံစံမျိုးဒီအမျိုးသားရေးဝါဒအရန်ကြီးတဲ့ဟိုအဖွဲ့ပေါ့နော်။အဲသူ Hindu သူ့ရဲ့ပါတီကလည်းအဲ့အခြေခံပေါ်မှာဖွဲ့ပြီးတော့သူတို့တီတီဆောက်ထားတဲ့နိုင်ငံရေးပါတီဖြစ်နေတယ်။အဲ့အတွက်ကြောင့်မအမျိုးသားရေးအယူဆအရန်ကြီး းသွားရင်တော့ကနာတော်ကတော့တွက်တာချက်တာတွေကတော့ကျွန်တော်တို့အာဖြစ်ချင်မှဖြစ်မှာအခုဟိုဒေါ်နယ်ထရန့်စဉ်းစားတယ်လို့ပဲသူရဲ့ America First ဆိုတဲ့ကိစ္စမျိုးစဉ်းစားလာတယ်တကယ် nationalism ဆိုတဲ့ဟာစဉ်းစားလာတယ်ဆိုရင်တော့ကနာတော်က logic တွေကတော့ကျွန်တော်တို့ဘောင်းဝင်မှာတော့မဟုတ်ဘူးခင်ဗျာဟုတ်ပြီဆရာဘယ်လိုပဲဖြစ်ဖြစ်အခုဒါအိန္ဒိယပါကစ္စတန်ဟိုတိုက်ခတ်မှုနဲ့ပတ်သက်ပြီးအခုလိုမျိုးပေါ့နော်အသေးစိတ်တမိုင်းကြောင်းကအစအခုမြန်မာနိုင်ငံအပါအဝင်ဖြစ်နိုင်တဲ့အခြေအနေဒီပေါ်မှာသုံးသက်ဆွေးနွေးပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ 好，佩科贝也出来接触点么嘞？